ခြံလေးကိုဇွဲကွင်းတောင်ပေါ်နဲ့ကြီးနေတဲ့အနေထားလေးဖြစ်ပါတယ်။ဆိုတော့မိတ်ဆွေတို့ကျွန်တော်အခုခြံလေး၅ခွက်ပေါ့နော်။ဒီ Z1 Z2 Z3 Z4 Z5 ဆိုပြီးတော့၅ခွက်ခွဲထားတာဖြစ်ပါတယ်။6လအရကြယူမလားဒါမှမဟုတ်လို့ရှင့်တခါတည်းအကောင်လုံးဝယ်မလားပေါ့เนาะဒီ channel လေးရဆိုလို့ရှင့်ကျွန်တော်တို့ဇွယ်ဝင်းတောင်ခြေဖြစ်ပါတယ်တောင်ကတော့မော့ကြည့်ရမယ်ပေါ့เนาะဘာဖြစ်လို့ဆိုတော့တော်တော်လေးကတ်တယ်နောက်ပြီးတော့ဒီနေရာလေးကရွာထဲမှာ ရွာထဲမှာဆိုတာကဒီမှာကြည်လိုက်ကျွန်တော်ပြမယ်။မာရွာအိမ်လေးဒီလား။မာရွာအိမ်ရှိမယ်။မာရွာအိမ်နော်။ဒေါင်းရှော့။ဒီနေရာကြီးကလမ်းဖောက်မယ်ဆိုတော့ဒါကအရေးကြနဲ့ရောင်းတာပုံကောင်းမယ်။ဘာဖြစ်လို့လဲဆိုတော့ကိုလဲငွေကြီးလမ်းလဲအပေါ်ဆိုတဲ့အမိသားလေးပုံနော်။ဆိုတော့ဒီလိုမျိုးလမ်းဆုံးလမ်းကွာအဲလမ်းလေးကွာဆုံးဖြစ်မယ်ပေါ့ဗျာ။ ဒါကြောင့်မို့ channel ကြီးကဈေးတော့မယ်။ဘာဖြစ်လို့လဲဆိုတော့ဒီကျွန်တော်တို့ဒီနေရာကဒုံရင်ဖြစ်ပါတယ်။ဒုံရင်ဟိုမှာကော့မူနုတ်အပိုင်ဖြစ်ပါတယ်။ဆိုတော့ကဒီနေရာလေးကအဲ့ဒါရင်ဖြစ်ဒီမှာလန်တလန်ဒီမှာလန်တလန်ရွာထဲမှာပေါ့နော်။ရွာထဲမှာအိမ်တန်းစောင်းရုံဆိုတဲ့နေရာနေထားလေးကိုစိတ်ဝင်စားတဲ့မိတ်ဆွေများအတွက်အထူးအဆင်ပြေပါတယ်။ကျွန်တော်တို့ channel ကဆိုလို့ရှိရင်သူကမျက်နှာစာပေ200ရှိပြီးတော့အနောက်ကိုပေ80ရှိတယ်ဗျာ။ တော့ငါပြောမယ်ဆိုလို့ရှိရင်မျက်နှာစာပေး200အနောက်အပေ80ဆိုတော့တကွက်လုံးယူမယ်ဆိုရင်တကွက်လုံးစီတကွက်ချင်းကိုအရေးကြ6လနဲ့ယူမယ်ဆိုလို့ရှိရင်တော့တကွက်ကိုတိန်200လောက်ကြာမှာဖြစ်ပါတယ်ဒါကအပီးစည်းပေါ့နော်ကိုကဘာမှထပ်ကုန်စရာမလိုဘူးဆိုတဲ့အနေထားဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ဒီဘက်ခြံကိုမျက်နှာစာပေ40အနောက်ကိုကျွန်တော်တို့ပေ80ဆိုတဲ့အနေထားလေးပေါ့နော်ကျွန်တော်ကျွန်တော်တို့ခြံပတ်ဝန်းကျင်လေးခြံလောက်လိုက်ကြည့်အောင်လာခဲ့ ဒီဘက်ခြံကတော့သူ့တခင်ကတော့ခြံစီကိုအပြည့်ကဟားရယ်ဟိုလာရေပိုက်လေးတွေ့လားဒါ NGO ကလာလောက်အောင်ပေးတာအာဒရာပြောရမယ်ဆိုလို့ရှိရင်ဒါရွေကပင်တောင်ကြားရေပေါ့နော်တောင်ကြားရေကိုပိုင်နေတွင်ထားတာကိုအနေနဲ့ဒီကဒီမှာပိုက်ခေါင်လေးဖောက်ပြီးတော့ကိုခြံထဲကိုရေဖောက်တုံလို့ရတယ်လောလောဆယ်ရေလိုအဲ့ရင်ပေါ့နော်အဲ့ဒီမှာခြံတောင်လျှောက်ပဲအရှိကြီးပဲတွေ့လားပြီး200ဆိုတော့အရှိကြီးပဲကိုအနေနဲ့ဒီ ခြံဒီရွာထဲမှာကိုယ်အနေနဲ့ခြံအကျဲကြီးမကြိုက်ဘူးဈေးရလည်းအဲ့လောက်မတုံးနိုင်ဘူးဆိုလို့ရှိရင်ခွဲပေးလို့ရတယ်။မျက်နှာစာပေ40အနောက်ပေ80ခွဲပေးလို့ရတယ်။ Okay ။ဒါကထောက်လျှောက်ပေး20လမ်းပေး20လမ်းပြန်ဖို့မှာပေါ့နော်။အဲ့တော့အကြီးကျပဲရောင်းတာပို့အဆင်ပြေမယ်။မဟုတ်လား။ကိုငွေလဲကြေးကိုပတ်စံငွေလဲကြေးကိုချက်လဲအလှပေါ်ပေါ့နော်။အဲ့လိုမျိုးနေထားလေး ဒီဘက်ခြံခြံကလေးကျတော့ဒီမှာမြင်ရဒီကင်မရာနဲ့တော့မြင်ရမှာမဟုတ်ဒါကကျွန်တော်တို့ရေတကွန်ဖုန်းကြီးကြောင်းပေါ့နော်ရေတကွန်ဖုန်းကြီးကြောင်းနိုင်နီးတယ်တော်တော်နီးတယ်ခြံတစ်ခြံကျော်ပဲနော်ဒါကစိုက်ပြူရေးခြံโอเคဒီတော့ဒီနားလောက်ထိပေါ့နော်အဲဒီမှာတောင်းကိုတစ်ချက်ရှူလိုက်အနောက်မှာကို့အနောက်မှာခြံရှိသေးရဲ့နော်ဘာမှစိတ်ပူစရာမလိုဘူးတက်တော်မြည်ပြီးပါတယ်ဒီဘက်အနီကက်လာခဲ့လိုက်ဒီဘက်မှာချက်ရှူဟုတ်လားတောင်းမြင်ရမလား တော်တော်တော့ကတ်နေပြီတောင်နေပေါ့နော်ဒါကရွယ်ကမင်းတောင်ဆွေတောင်ချေဥပမာချမ်းမဆိုရင်ရွယ်ကမင်းတောင်ထိတ်တူလားအဲအဲ့လိုမျိုးနေထိုင်လေးတွေရှိပါတယ်ဆိုတော့ကမျက်နှာစာပေ40အနောက်ကိုပေ80သိန်း200ကိုမှသိန်း100အရင်ပေးကျန်တဲ့သိန်း100ကိုနောက်6လမှပေးအဲ့လိုမျိုးလေးလည်းရမယ်နော်ဒါကကတ်နှူးပေါ့နော်ကတ်နှူးကျွန်တော်လာပြပေးတာဖြစ်ပါတယ်လူစုပေးတာပေါ့လူစုပေးတာဖြည်းဖြည်းချင်းဝယ်ကြပါပေါ့နော် ဖြစ်ဖြစ်ချင်းဝယ်ရအဇေတက်လိုက်ရင်တော့ကျွန်တော်မသိဘူးပေါ့နော်လောလောဆယ်လောလောဆယ်ဒီလိုမျိုးမျက်မြင်အနေထားလေးတစ်ခုမှဒီဇေတန်းလေးပေါ့အကယ်၍ဒီမှာပေ20လမ်းကြီးပေါက်သွားမယ်ဟိုဘက်ခြံလည်းပေ20လမ်းထပ်ပေါက်သွားမယ်ဆိုလို့ရှိရင်တော့ဇေပြောင်းလဲတွေတော့ရှိမယ်မကြီးပိုင်ရတန်တန်ပိုက်လုံးကြီးလားတန်ပိုက်လုံးကြီး โอเคไอ้တော့ကကျွန်တော်တို့ဘယ်ထက်သွားမလဲဆိုတော့ကအိုးချန်နောက်ဘက်ချန်ချက်တော့ကြည့်မယ်အိမ်လေးတွေကတော့မျက်စိနဲ့မြင်ရတာဗျာဟုတ်လားဟိုမှာဒီဘက်ခြံကတော့နည်းနည်းလေးတောင်ခြံရောက်သွားတယ်ပေါ့နော်အဲတော့မှဒူရင်ချက်နေရှိတယ်အဲ့ဒီဒူရင်ချက်ဘက်ခြံနဲ့ပြန်ပေါက် နော်ဒါလည်းနောက်ထပ်တလန်ပေါ့ဒီထိတ်ကနေပြီးတော့ဒီအပင်ထိကျေသားပဲကားနှစ်စီးရှောင်လို့ရမယ်တဝန်ချင်းလိုက်ကြည့်တာပေါ့နော်ကဲဒီတော့ကိုချန်ဒီနာလောက်ထိပေါ့ဒီနာလောက်ထိဆိုတော့ကဒီဘက်ချန်ချက်လာခဲ့လိုက်ဒီနာလောက်ထိဆိုတော့ကဟိုအရှိကိုချက်ပြန်ရိုက်ပြလိုက်အဲလမ်းထိတ်နေပေါ့နော်ခြံထိတ်နေ

မိတ်ဆွေတို့အနေနဲ့ဇွဲကွင်းတောင်ချေစိတ်ဝင်စားတယ်တနိုင်တစ်ပိုင်း40 80မီပေါ်မှာအိမ်ဆောင်နေမယ်နောက်ပြီးတော့ရွာထဲမှာလည်းဖြစ်တယ်ဆိုတဲ့အနေထားလေးတခုဒါကဒူရင်ချက်ပေါ့နော်ဒူရင်ချက်ဆိုမဲ့ဒူရင်ပင်ကကျွန်တော်တရက်စားလောက်ပဲရှိသေးတယ်နော်အဲ့လိုမျိုးအနေထားဖြစ်ပါတယ်တောင်ချေစိတ်ဝင်စားသူများတောင်ချေအခုချိန်ဆိုလို့ရှိရင်တေကောက်သိန်း3000မရှိတော့ဘူးတိန်4000မရှိတော့ဘူးတိန်5000မရောင်းတော့ဘူးအဲ့လိုမျိုးလူတွေကစောင့်နေရတယ်ပေါ့နော် ပြောမယ်ဆိုလို့ရှိရင်မဆောက်တဲ့ဘာဖြစ်လို့လို့ဆိုတော့ဝယ်လို့အားကြားချင်တဲ့အချိန်မှာကြားတာ။သူကထိုင်ဆောင်နေအောင်မယ်ဆိုရင်လေလိုအပ်ရင်တော့ရောင်းပါတော့မလိုအပ်ရင်မရောင်းတော့အကောင်းဆုံးပဲနော်။ Okay ဒီတော့ငါဒီလိုမျိုးနေထားနေတခုမှဒီ channel ကတော့လိုငွေလိုအပ်တဲ့အဲ့တော့သူကရောင်းပေးမယ်။မျက်နှာစာပေး200ရှိတယ်အနောက်ကိုပေး80။ကိုအနေနဲ့အားလုံးဝယ်မယ်ဆိုရင်ရတယ်နှိမ့်နိုင်စေလေးဖြစ်တယ်။ကျွန်တော်တို့ခွဲဝယ်မယ်ဆိုရင်တော့ကျွန်တော်အနေနဲ့လမ်းဖောက်မယ်။ပိုင်ဆိုင်မှုပညာအကောင်လုံးလုံးမယ်အဲ့ဒါဆိုလို့ရှိရင် တချံကိုမျက်နှာစာပေ40အနားကိုပေ80သိန်း200ကိုမှသိန်း100အရင်ပေးကျန်တဲ့သိန်း100ကိုနောက်6လနေမှပေးဆိုတဲ့အနေထားလေးဖြစ်ပါတယ်။ကျွန်တော်ကဒီလိုမျိုးအနေထားလေးကိုမိတ်ဆွေတို့နေနဲ့စိတ်ဝင်စားတယ်ဆိုရင်တော့ဆက်သွယ်မိမြန်းစုံစမ်းနိုင်ပါတယ်။ဒါကကျွန်တော်တို့ဒုံရင်ပေါ့နော်ဒုံရင်လမ်းမကြီးဘေးကနေလှမ်းကွေလိုက်တာနဲ့ရောက်ရှိမဲ့ခြံလေးပဲဖြစ်ပါတယ်။ဘေးပတ်ဝန်းကျင်မှာအိမ်တွေအများကြီးရှိတယ်။ ိမ်ပါပြီးသားလို့ရှိနေဆိုလို့ရှိနေဒီဘက်ခြံမှာဒီလမ်းကြားလေးထဲမှာအိမ်တစ်လုံးဒီကျွန်တော်တို့1200နဲ့အပိတ်နဲ့ရောင်းဖို့ရှိပါတယ်စိတ်ဝင်စားတယ်ဆိုရင်တော့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ်ဒီတော့ကဒါခြံလေးကိုဇွဲကွင်းတောင်ပေါ်ကနေကြည့်နေတဲ့အနေထားလေးဖြစ်ပါတယ်။ဆိုတော့မိတ်ဆွေတို့ကျွန်တော်အခုခြံလေးငါးခွက်ပေါ့နော် ဒီ Z1 Z2 Z3 Z4 Z5 ဆိုပြီးတော့၅ကွက်ခွဲလာတာဖြစ်ပါတယ်။ဆိုတော့ဒီ channel လေးอ่ะဆိုလို့ရှိရင်ကျွန်တော်ဒီမှာတော်ပုံလမ်းမကြီးကနေဝင်လာတယ်ဆိုလို့ရှိရင်ရွာထဲမှာเนาะရွာထဲမှာရှိတဲ့ channel လေးပဲဖြစ်ပါတယ်။ကိုယ်အနောက်မှာလည်း channel တွေထရှိသေးတယ်။ဒွင်း channel တွေရှိတယ်တောင်ဝတီရှိတယ်เนาะ channel တွေကဆိုတော့ကဒီ channel အနေထားလေးကရွှေပင်တောင်ချေမှာရွာထဲမှာအိမ်တန်းဆောက်ယုံဆိုတဲ့အနေထားလေးက ဒီဈေးနှုန်းနဲ့ကမရှိတလောက်ရှားသွားပြီဆိုတဲ့အနေထားလေးကိုကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ရားစီခြင်းနဲ့ရားစီခြင်းတော့ကျွန်တော်ကဒီပြောလို့ရှိရင်များငါးခွက်လုံးပေါင်းခွဲနိုင်တဲ့လူတွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်မိတ်ဆွေတွေကျွန်တော်ရားစီခြင်းနဲ့ရားစီခြင်းတော့ဒါလေးကတနိုင်တစ်ပိုင်းလေးပေါ့နော်အာကိုကင်ရင်ပြည်နယ်မှာဇွဲခွင်းတောင်ချီမှာသူများတွေတိန်းနေတောင်းနေတောင်းနေဝယ်နေရတဲ့အချိန်မှာကိုလေချက်လေးခွက်လူရှင်နေပေါ့ဗျာကိုချင်းစားတယ်အဲဒီတော့ကျွန်တော်ရှာပေးထားတယ် ဆိုတော့ဂါဒါကအခုတော်တော်ရှာတွေ့တဲ့ချက်မဟုတ်ဘူးကျွန်တော်ရှာတွေ့တာကတော်တော်ကြာနေပြီပြောရမယ်ဆိုလို့ရှိရင်နှစ်ဝက်နေပါလောက်ရှိနေပြီပေါ့နော်ချက်လေးတွေရှာတဲ့ချိန်မှာကျွန်တော်ထုတ်ပြတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီတော်ပုံလမ်းမကြီးဆိုတဲ့အနေထားလေးမှာကိုယ်ဝင်လာတယ်ဒီဘက်ဘေးမှာဆိုလို့ရှိရင်ကျွန်တော်ဟိုတခါတော့ရောင်းပေးတဲ့1350နဲ့အိမ်တွေကဆိုလို့ရှိရင်အခု1100ရရင်ပြန်ရောင်းမယ် အဲ့လိုမျိုးနေသားရရှိတယ်ဒီဘက်ချက်မှာအိမ်တလုံးဈေးပေါ့နော်ချန်ဒီ60 80ချန်ပေါ်မှာအိမ်တလုံးဈေးဟာ3200ကဒါကတော်တော်တန်တဲ့ဈေးဆိုတဲ့အနေထားလေးတခုမှာကိုက40 80ဆိုတဲ့မြေတစ်ကွက်ပေါ်မှာ3200 3200ဆိုပေမဲ့လည်း3100အရင်ပေးကျန်တဲ့3100ကိုနောက်မှပေးဒါကစုဝယ်ပေးတာဈေးတော့တယ် နော်အဲ့လိုမျိုးနေထားမျိုးဖြစ်ပါတယ်။မာကုပတ်ဝန်းကျင်မှာအိမ်နေလည်းအများကြီးရှိတယ်နော်။ဒီမှာဒီဘက်ရွာဘက်ခြံနေရာသိတဲ့အတိုင်းပဲခြံနေရာကျေရတယ်ဈေးတော်လားဆိုတော့မတော်ကြဘူးမတော်ကြဘူးဆိုတော့ကကျွန်တော်အနေနဲ့ဈေးတော်အောင်ရှာတာပေးတာဖြစ်ပါတယ်။တခုပဲဘုံကြီးကျောင်းနေတော့နေရတာကျွန်တော်တို့ရေဒီကွန်ဘုံကြီးကျောင်းဖြစ်ပါတယ်။မရေဒီကွန်ရှိရနော်။ရေဒီကွန်ဘုံကြီးကျောင်းနော်ရေဒီကွန်အနောက်မှာရှိတဲ့ခြံလေးတွေဖြစ်ပါတယ်။ဆိုတော့က အာဒီကျွန်တော်တို့ဘယ်ကာလလဲဖုန်ကြီးတွေတရားဟောတဲ့ကာလဆိုရင်တော့နည်းတော့သုညံ့တာတွေရောရှိတော့ဘောနော်တောင်ချီလေးဆိုပေမဲ့လည်းဆိုတော့မိတ်ဆွေတို့အနေနဲ့ဒီလိုမျိုးနေထားလေးကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်တော့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ဒီဇက်ဝင်လေးကတော့နည်းနည်းလေးဈေးပို့ပေးလိုက်နော်ပြောရမယ်ဆိုလို့ရှိရင်တခြားလူတွေလည်းဆဲဖြစ်သွားအောင်ပေါ့။โอเคဒီတော့ကျေးဇူးတင်ပါတယ်။เนาะကိုယ်ပဲအကွက်ယူနေတဲ့ချက်တော့ရေးပေးပါကျေးဇူးပါ။